โอเค AP Mobile ရဲ့ Apple Watch 2အနေနဲ့အစီအစဉ် Episode 2ကနေပြန်လဲကြိုဆိုပါရစေ။ကျွန်တော်ကတော့ဆိုးတဲ့ပိုင်းမှာဒီ Apple Watch 2အနေနဲ့အစီအစဉ်မှာတော့အတန်နဲ့အာသွင်းနဲ့ Vibe Charger ဆိုတာကပါလေ။ဘယ်စီရမှာတော့ဖြစ်ဘယ်ဖုန်းတွေကိုဝယ်တဲ့လဲ။ဖုန်းတွေမှာဖြစ်နေဖြစ်တာရှိတဲ့ Green Light ပြဿနာကတော့ဘာလို့ဖြစ်လာလဲဆိုရင်မိကွန်းတွေအပြင်တခြားသောစိတ်ဝင်စားဖို့ကောင်းတဲ့မိကွန်းတွေအားလုံးကိုကျွန်တော်ဒီနေ့မှာဖြေချပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်စပြီးတော့ဖြေချတာပေါ့။ပထမဆုံးမိကွန်းတစ်ခုအနေနဲ့က D1D GHD ဆိုတဲ့အကောင့်မှာဟဲ့ကမြင်ရတာဖြစ်ပါတယ်။သူမိနာတော့က Mobile Legends အဓိကဆုံးမယ်။၅သိန်း င်းနောက်တဲကဘယ်ဖုန်းရွေးချယ်စင်းလဲဆိုပြီးတော့မေးမြတာတယ်။နောက်တစ်ခွင့်ချင်မှာမိုဘိုင်းလက်ချက်အဓိကထားဆိုနေတယ်ဆိုတော့ညီလေးတို့ကိုရွေးပေးချင်တာကပါကင်နဲ့ကရမ်မီ Note 35ကြီးဒီကောင်လေးကသူ့စီတန်းအရာကြည့်မယ်ဆိုရင်တော့ performance အဆင်ပြေတဲ့မှာပါဝင်တယ်။အဲ့တော့မငါညီက performance အဆင်ပြေရတဲ့ပို့ပြီးတော့ performance ကောင်းလာလို့ခြင်းနဲ့ဆိုရင်တော့ second sequence တစ်ခုမှာရမ်မီ Note 10 Pro လေးကိုရွေးချယ်ဖို့အတွက်အကြံပေးခြင်းနဲ့ဒီကြိမ် official brand ပါကင်နဲ့အောင်မှာ9000ကျပ်ဂိမ်းဆော့ဖို့အတွက်ဆိုလို့ရှိရင်တော့ ဈေးကွက်ထဲမှာအရန်ကြီးရွေးချယ်ကြရှိမနေပါဘူးလို့အကြံပေးနေပဲနောက်ထပ်မိကွန်တစ်ခုစီကိုတွားကြတာပေါ့နောက်ထပ်မိကွန်တစ်ခုအနေနဲ့က RAM ဆိုတဲ့အကောက်မှန်ရှင်ကမြင်ရတာဖြစ်ပါတယ်သူမိသားက14သိန်းလောက်သုံးမယ်အစ်စ်တဲကပက်ချီပြဖို့အတွက်ရွေးပါအောင်ဆိုပြီးတော့မေးရတယ်မိလေးတော်ကိုရွေးပေးချင်တဲ့ဖုန်းလေးတစ်လုံးတော့ရှိတယ်အဲ့ဒါက RAM ရဲ့ထားဖို့တည်းကြောင့်မယ်ဆိုရင်သူမှသုံးမိတဲ့ SoC က Snapdragon AS10 တွေကိုသုံးမိထားတယ်သူ့ဇေယျမှာရှိတဲ့တခြားသောဖုန်းတွေနဲ့ရှင်မယ်ဆိုရင်သူမှသုံးမိတဲ့ Snapdragon AS10 တွေဆိုတာက powerful ဖြစ်တဲ့နေရာမှာပါဝင်တယ်အဲ့တော့မှ9ညကပက်ချီပို့120 FPS နဲ့စော့ကျင်သေးရဆိုလို့ရှိရင်တော့လက်ရှိဒီ14သိန်းဝန်းကျင်မှာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ငါကြီးကစက်ကန်းဈေးကွက်တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်တော့ဈေးကန်း10သိန်းဝန်းကျင်မှာ KSP Ultra ရှိမယ်နောက်တစ်15သိန်းဝန်းကျင်မှာဆိုရင်တော့ KSP Pro လေးရှိမယ်ဒီဖုန်းတွေကတော့လက်ရှိမှာ budget ကို120 FPS နဲ့စော့လို့ရတယ်လို့သူတို့မှာသုံးမိထားတဲ့အဆိုတွေကလည်း performance ထက်တယ်ဒီမှာပါတယ်ဆိုတော့အခုအနေနဲ့ကတော့ဒီဖုန်းလေးသုံးလို့ကိုညီလေးတို့ရွေးပြထားပါလို့ပြောရတယ်ပဲနောက်ထပ်မေကွန်တစ်ခုစီကိုသွားကြတာပေါ့နောက်ထပ်မေကွန်တစ်ခုအနေနဲ့ကတော့ Corner B6 ဆိုတဲ့ account mention ကမြင်ရတာဖြစ် ်ပါတယ်။သူမိသားစုက Infinite Techno Brand နဲ့မှာ Allrounder ဘယ်သူကပို့တာလဲ။ပြီးတော့ Vicharger ဆိုတာကတော့ဘာကိုပြောတာလဲပြဆိုပြီးတော့သူ့အနေနဲ့မြင်ရတယ်။ဒီလိုမိသားစု Infinite Techno Brand နဲ့မှာ Bell Brand က Allrounder ပို့ကောင်းလဲဆိုတာမျိုးကနည်းနည်းလေးတော့ဖြေရတယ်။ဘာလို့ဆိုတော့ဒီလေးအနေနဲ့မေးတင်တာက Brand ထန်စားလို့ရှိရင်ဒီ Brand နဲ့မှာတော့ပြန် Bell Phone တွေက Allrounder ပို့ကောင်းလဲဆိုပြီးတော့မေးတင်တာ။အဲ့လိုမျိုးမေးမယ်ဆိုလို့ရှိရင်တော့အခုအနေနဲ့ကာဖုန်းတွေကို comparison လုပ်ခတာပို့ပြီးတော့မှအဆင်ပြေရတယ်။နောက်ထပ်ညီကိန်းမိသားစု Vicharger ဆိုတာကညီလေးရဲ့ဖုန်းကိုအတန်တစ်ခုပြောပြီးတော့အားသွင်းနိုင်တာမျိုး ံးမှန်နဲ့ပြောမယ်ဆိုရင်တော့ secret စကားတစ်ခုပေါ့ကြော်ကြော်တို့ပါတော့ဒီလေးဒီနေ့ကအားသွင်းတော့မယ်ဆိုရင်ဒီလေးတက်မှတ်ထားတဲ့အတန်တစ်ခုကိုပြောလိုက်ရုံနဲ့ဖုန်းကအလိုလျောက်အားသွင်းပေးတာမျိုးအဲ့တော့သူ့အနေနဲ့က voice charger လို့ခေါ်တယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ကျိုးနဲ့အားသွင်းတာနဲ့ wireless အားသွင်းတာဒီနှစ်ခုလောက်ပဲရှိသေးတယ်ဒီလေးပြောတဲ့ဒီအတန်နဲ့အမင်ပေးပြီးအားသွင်းဟိုင်းလဲဆိုတာမျိုးကလက်ရှိမှာတော့မရှိသေးဘူးဒါပေမဲ့အနာဂတ်မှာတော့ရှိကောင်းရှိလာနိုင်ပါတယ်လို့ပြောရတယ်ပဲနောက်ထပ်မိကွန်တစ်ခုစီကိုသွားကြတာပေါ့နောက်ထပ်မိကွန်တစ်ခုအနေနဲ့ကတော့တောင်းတောင်းဆိုတဲ့အကောင့်မှရှင်ကမြင်ရတာဖြစ်ပါတယ်သူမိသားတော်က OnePlus ဖုန်းတွေ America ဝယ်တင်လာတဲ့ Green Light Issue ဖြစ်တယ်လို့လည်းကြားပြီးတော့ OnePlus 13R နဲ့ IQ12 ကင်မရာဘယ်သူကပို့တာလဲဆိုပြီးတော့သူ့အနေနဲ့မေးမြန်းလာတယ်ဒီလေးမေးထားတဲ့ OnePlus ဖုန်းတွေကဝယ်တင်လာဆိုတာကိုအရင်မသားခင်မှာညီလေးအနောက်မှာမေးထားတဲ့ Green Light Issue အကြောင်းအခုအနေနဲ့ပြောပြရမယ် Green Light ဆိုတာကပုံမှန်အားဖြင့်တော့အခုလို OLED နဲ့ AMOLED Display သုံးမိထားတဲ့ဖုန်းတွေမှာအဓိကဖြစ်နေတာရှိရယ်ဘာလို့ဖြစ်တာလဲဆိုတော့ hardware တစ်ဟောအကြောင်းလို့80ရာခိုင်နှုန်းလောက်သတ်မှတ်လို့ရတယ်အခုလို phone display မှာဆိုရင် pixel အရင်တော့ကတန်းနဲ့ချီပြီးတော့စီရအောင်မျိုးရှိရယ်အဲ့ဒီအထက်မှာဆိုတော့အကြောင်းအနေနဲ့ကအပြိုင်အောင် င်ရှိမယ်အနေရောင်ရှိမယ်အစိမ်းရောင်ရှိမယ်အဲ့ဒီ pixel set သုံးခုပေါင်းပြီးတော့မှ one pixel ဆိုပြီးတော့အခုအားလုံးတည်ကြတဲ့ RGB light ဆိုပြီးတော့သူကဖြစ်လာတာဆိုတော့ green light ဆိုတာကဘာလို့ဖြစ်လာလဲ ဂျင်ညာမန်ဂျီလေးနားလည်အောင်ပြောပြရမယ်ဆိုရင်အပေါ်မှာအခုပြောခဲ့တဲ့ပစ္စတ်ဆက်သုံးခုတွေကမှအပြာရောင်တဲ့အနေရောင်ကပျက်စီးသွားလို့ပုံမှန်အားဖြင့်တော့ဒီပစ္စတ်ဆက်သုံးခုမှာအပြာရောင်တဲ့အနေရောင်ပဲပျက်စီးနေရှိရယ်သုံးခုမှာနှစ်ခုကပျက်စီးသွားပြီးအစိမ့်တစ်ခုပဲကျန်ခဲ့တဲ့အတွက်အခုတို့အခုလက်ရှိကြုံတွေ့နေရတဲ့ green line ဆိုတဲ့ပြဿနာကဖြစ်လာတာပဲဒါဆိုဘလို့တော့အခြေအနေလေးမှာဒီပစ္စတ်လေးတွေကပျက်စီးနေရှိရတယ်ဒါကတော့ညီလေးနေနဲ့ဖုန်းကိုလွတ်ကြတဲ့အခါမျိုးမှာဒီပြည့်ဖုန်းကိုဖိမိတဲ့အခါမျိုးမှာဖြစ်ဒီပစ္စတ်လေးတွေကပျက်စီးသွားတယ်နောက်တစ်ချက်ကစိတ်ုံကနေစတ်ထုတ်ကြတဲ့အခါကိုဒီပြဿနာ ကပါလာတာနောက်တစ်ချက်ကတော့ software update တွေကြောင့်ဘယ်လိုအနေနဲ့က software update တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ဖုန်းကပူလာလေးရှိရဗျာအာတချို့ဆိုလို့ရှိရင် software update တင်နေတုန်းကလည်းဖုန်းမှာက green line ပွာလာတာမျိုးရှိရတချို့ကြောင့်လည်းအခုတို့ဒီ gain ဆော့တဲ့အခါမျိုးက green line ပွာလာတာမျိုးရှိရဆိုတော့ဒီချက်တွေကိုကြည့်မယ်ဆိုရင်ဖုန်းရဲ့အပူချိန်ကြောင့်လည်း green line ဖြစ်နိုင်တယ်လို့ရှင်းဝေအားဖြင့်သတ်မှတ်လို့ရတယ် green line ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့အများကြီးပေါ့နော်ဒီတဲမှာမှာအဖြစ်များတဲ့အကြောင်းအရာလေးကိုအခုအနေနဲ့ကပြပြပေးခဲ့တာဖြစ်တယ်နောက်ထပ်ညီလေးမိသားစုရဲ့မိကွန်းကိုဆက်ပြောရမယ်ဆိုရင် Brown Plat 30R နဲ့ IQ ပဲကင်မရာဘယ်သူပို့တာလဲဆိုရင်မေကွန်ဖြေရမယ်ဆိုတော့ IQ တဲကတိတိသာပိုကောင်းပါတယ်လို့အကြံပေးနေတယ်ပဲနောက်ထပ်မေကွန်တစ်ခုစီကိုသွားကြတာပေါ့နောက်ထပ်မေကွန်တစ်ခုအနေနဲ့ကတော့ဟိန်းသက်ကျော်ဆိုတဲ့အကောင့်မှရှင်ကမြင်မြန်လာတာဖြစ်ပါတယ်သူမိသားစုက KSMP ရဲ့ Ultra နဲ့ KAD ဘယ်ဟာပိုကောင်းလဲဆိုပြီးတော့မြင်မြန်လာတယ်ဝမ်မီ KSMP Ultra နဲ့ဝမ်မီ KAD ဒီနှလုံးမှာအခုအနေနဲ့ recommend ပေးချင်တာကဝမ်မီ KSMP Ultra ပဲ recommend ပေးချင်တယ်အဲသူမိသားစုရဲ့ specification နဲ့အရာသိမှောက်ပါအောင်ဆိုပေမဲ့အဆုတ်တည်ခြင်းရှင်းမယ်ဆိုရင်တော့ဝမ်မီ KSMP Ultra မှာသုံးမိထားတဲ့ diamond င်8000က plus က Redmi K80 မှာသုံးမိတဲ့ starter က8 Gen 3ထက် desktop ဘိုင်းမှာအနည်းငယ်ပိုပြီးတော့ performance ထွက်တယ်ပြီးတော့ the Redmi K70 Ultra မှာသုံးမိထားတာက144 Hz refresh rate ကိုသုံးမိတာဒီပတ်ကြည့်ပိုင်းမှာဆိုရင်တော့ phone နှလုံးလုံးမှာက120 fps ကို support လုပ်ပေးထားတယ်ကျွန်တော်ရဲ့ personally အရဆိုလို့ရှိရင်တော့ဒီ phone နှလုံးမှာ Redmi K80 ထက်စာလို့ရှိရင် Redmi K70 Ultra လေးကိုပိုပြီးတော့ recommend ပေးပါလို့ပြောနေပဲနောက်ထပ်မိကွန်းတစ်ခုစီကိုတွားကြတာပေါ့နောက်ထပ်မိကွန်းတစ်ခုအနေနဲ့ကတော့ပြည့်စုံစေတဲ့ account management ကမြန်မြန်လာဖြစ်ပါ ါတယ်။သူမိသားတော်ကကင်မရာလိုလိုက် telephoto lens အဆင့်တရာလေးလိုချင်တယ်။ gain heavy ဆိုမယ်။အာမိုဘိုင်းလမ်းကြမ်း tension input ကို၁၀သိန်းဝန်းကျင်တော်တည်းကရှိမလား။ကိုသုံးရမယ်ဆိုလဲသုံးရမယ်လို့သူမြင်နေကမြင်မြင်လာတယ်။ဒီလေးမိကုန်းအတွက်ကတော့စိတ်မကောင်းစွာနဲ့ပဲဈေးနှံ၁၀သိန်းဝန်းကျင်မှာ telephoto lens သုံးမိထားတဲ့ phone ဆိုတာကမရှိပါဘူးလို့ပဲခြေရလိုက်မယ်။ဒါပေမဲ့ညီလေးအနေနဲ့ရှာဝဲမယ်ဆိုရင်တော့ဒီ GSST Ultra တို့ Xiaomi 11တို့တို့ဒီလိုမျိုး phone တွေမှာတော့ရှိတယ်။ဒါပေမဲ့ဒီ phone တွေကလည်းစိုင်တိုင်းမှာဝယ်လို့ရတာမျိုးမဟုတ်ပဲနဲ့အခုတို့ဒီ second စေကွက်လောက်မှာပဲရှာလို့ရတာ ပါပဲ။ပုံမှန်အမြင်တော့ Zenith set တိတ်ဝင်ချက်မှာဆိုရင်တော့ Ultra Wide လို့ပဲပါလေးရှိတယ်။အာဒီ Redmi Note 40 Pro Plus မှာတော့ဒီ Telephoto Lens ပါတယ်ဆိုရင်လည်းညီလေးက gain ကို heavy set ဆော့မယ်။ဘာလဲကျ Pad ကြီး အဲ့ဒါတင်မဟုတ်ဂန်ရှင် IMF တို့လို game heavy တွေပါဆော့မယ်ဖြစ်တဲ့အတွက်ဒီ Redmi Note 4တွေ progress မှာသုံးမိထားတဲ့ SoC ကဒီ game heavy တွေဆော့ဖို့တက်ဆိုရင်တော့လုံလောက်မှုကရှိမနေဘူးအဲ့တော့ညီလေးနေနဲ့ကောင် mobile charge battery ကောင်းအောင်ဆော့မယ်အဲဂန်ရှင် IMF ကိုအတန်းတန်းနဲ့ camera ဘိုင်းမှာဆိုလို့ရှိရင် telephoto လမ်းပါဝင်ပြီးတော့ camera ဘိုင်းအစင်တရဖုန်းရှာမယ်ဆိုရင်တော့ Redmi Note 4တွေ Pro Plus ကိုထေချာပေါက်ရွေးချယ်လိုက်လို့ရတယ်ဒါမှမဟုတ်ညီလေးကဘယ်လိုပြောမလဲဒီဈေးလေးနည်းနည်းပိုသုံးနိုင်တယ်ဆိုလို့ရှိရင်တော့ Redmi Note အာ Xiaomi ရဲ့ CV4 Pro ကိုရွေးချယ်ဖို့အကြံပေးကြတယ်ဒီဖုန်းက ကင်မရာပိုင်းအသာပေးထားတယ်။ဒါပေမဲ့ပေါ်ဟောမိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းပေါ်ဟောမကတော်လေးဖတ်တဲ့နေရာမှာပါဝင်တယ်။ဒါပေမဲ့အားနည်းချက်တစ်ခုရှိတာပါလို့ဆိုရင်ဒီဖုန်းကပါတဲ့နေရာမှာပါတယ်။အဲ့တော့ပေါ်ဟောမန်ဖတ်တယ်ဖုန်းကလည်းပါတာဖြစ်နေတဲ့အတွက်နည်းနည်းလေးတော့ပူတဲ့နေရာမှာပါဝင်တယ်။အဲဆိုတော့ဒီအခုနေတဲ့အချက်ပေးနေတာကဒီဖုန်းဝင်မယ်ဆိုရင်တော့ cooling fan လေးတက်ဆော့လိုက်။လုံးဝ gaming performance နဲ့ကြည့်ကြမလို့ဘူး။ကင်မရာပိုင်းနဲ့ကြည့်ကြမလို့တော်တော်လေးအဆင်ပြေတဲ့နေရာမှာပါဝင်တဲ့ဖုန်းလို့ကြံပေးနေပဲအခုလိုနောက်ထပ်မေးခွန်းတစ်ခုစီကိုသွားကြတာပေါ့။နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ကတော့အကောင့်နံပါတ်ကတော့မေးထားပါတော့နော်။သူမေးထားတာက note ွဲတာကိုစက္ကန့်ဝယ်သင့်နေလားတဲ့ဒါမှမဟုတ်ပါခင်တစ်ကိုမှ note 30ပြေဝယ်သင့်လားဆိုပြီးတော့သူ့အနေနဲ့မေးမြန်းလာတယ်။ဒီလိုမိကုန်းကိုအခုဖျားမယ်ဆိုရင်တော့ Redmi Note 12တာကိုကလည်းအရှိချင်မှတော့မဝယ်သင့်တော့ဘူးပဲအခုအနေနဲ့ကဖျားလိုက်ပဲ။ဘာလို့ဆိုတော့ဒီဖုန်းက performance ခက်တယ်ဆိုပေမဲ့လည်းအခုနောက်ပိုင်းဗာပြဿနာဖြစ်လဲဆိုတော့ battery drain နဲ့ပြဿနာပြီးတော့ဖုန်းကကုလဲအတွက်ဒီဖုန်းက cooling fan တက်ဆော့မှာပဲတေချာမှအဆင်ပြေနေမယ်။ဒီလိုနောက်မှမိလာတဲ့ Redmi Note 30ပြေဝယ်သင့်လားဆိုရင်မိကုန်းကိုဖျားမယ်ဆိုရင်တော့ဈေးက၈သိန်းဝန်းကျင်တော့မှဆိုရင်တော့ဒီဖုန်းကရွေးချယ်လို့မမရတယ် မှာပါဝင်တယ်။ဘာလို့လဲဆိုတော့သူကတုံးမိထားတဲ့အဆုတ်စီကစနက်တွေခွန်ရဲ့ဆက်ပန်းအကြံတူးကိုတုံးမိထားတယ်။ဒီအဆုတ်စီကဘယ်လိုပုံမှန်အားဖြင့်တော့မဘာနဲ့ချက်ပက်ကြည့်တော့ကတော့ကောင်းကောင်းဆော့လို့ရတယ်။ဒါပေမဲ့အားနဲ့ချက်လေးတစ်ခုခုရှိတာကဒီဘုံကနည်းနည်းလေးပူရတဲ့မှာတော့ပါဝင်တယ်။အပူချိန်ကိုနည်းနည်းလေးလက်ခံနိုင်တယ်လို့ဆိုရင်တော့အဆင်ပြေဆိုရင်လည်းဘယ်လိုပြောရမလဲ။ကျွန်တော်အနေနဲ့အကြံပေးချင်တာက cooling fan လေးတက်ဆော့မယ်ဆိုရင်တော့ပြည့်လုံးဝရတဲ့ကတော့ gaming experience ကိုအပြည့်ဝရမယ်။အဆင်ပြေစေလိမ့်မယ်လို့အကြံပေးရင်းနဲ့ပဲ။နောက်ထပ်မိန်းကုန်းတစ်ခုစီကိုတွားကြတာပေါ့။နောက်ထပ်မိန်းကုန်းတစ်ခုအနေနဲ့ကတော့မင်းမောင်ဖန်နေဆိုတဲ့အကောင့်ပိုင်ရှင်ကမင်းမြတ်လာတာ ဖြစ်ပါတယ်။သူမိသားစုက Tecno Idol Infinite Budget Model တွေကဘာလို့ Performance Buy နဲ့ UI Buy တွေမှာမကောင်းတာလဲ။ပြီးတော့သူတို့ရဲ့ SoC ကိုလည်းအညာစားတွေပဲသုံးပေးတာ။ဘလို့အမြင်နဲ့ Budget Model တွေရဲ့လက်တွေ့စမ်းသပ်မှုတွေကိုလည်းဖြည့်ပေးပါဆိုပြီးတော့မြင်ရတာ။ဒီမျိုးကနေပတ်သက်လို့ကတော့အခုအနေနဲ့ဖြည့်ရတာကတွေ့တယ်။ ဒီလေးမိထားတဲ့မိန်းကုံးမကဘတ်ဂျက်လို့ကာနေတာဖြစ်တဲ့အတွက်အကိုတို့ကဒီစင်းတော့ data ဒီဖုန်းတွေမှာအကိုတို့ကအများကြီးညှော်လင်ထားလို့မရဘူးပြီးတော့ဒီလေးကြော်ထားတဲ့ဒီ SOC အနေနဲ့သုံးမိတာတွေ UI ပိုင်းနဲ့အစမပြေတာတွေဒါတွေကဒီဖုန်းထုတ်လုပ်တဲ့ company တွေနဲ့ဆိုင်ဆိုတော့အကိုတို့ဖုန်းအသုံးပြုတဲ့ user တွေနဲ့လည်းသွားဆိုင်တယ်အဝေးကြီးကြောင်လို့အကိုတို့မြန်မာနိုင်ငံမှာဆိုရင်ဒီ Apple flagship phone ဈေးကနေကြဆောင်လို့ရှိရင်ဒီ budget နဲ့ marriage ဈေးကမှာကလူများစုကျင်နေကြတာများတယ်အဲ့ဒီဈေးကမှာရှိရင်လူများစုကိုကြည့်မယ်ဆိုလို့ရှိရင်လူများစုကဒီ camera အလုံးကြီးတ ော့များတာကိုကြိုက်ကြတယ်ဒီ jewelry ပိုက်ဘေး quality ပိုက်အသားပြီးတာရောအသားပြီးတဲ့ဖုန်းတွေကိုကြိုက်ကြတယ်ကွာနော်ဆိုတော့ဖုန်း company တွေအနေနဲ့ကြည့်မှဆိုလို့ရှိရင် user ရဲ့အကြိုက်လိုက်ပြီးတော့သိမလားကင်မရာပိုင်းမှာဆိုလို့ရှိရင် camera quality က quantity ကိုပို့ပြီးတော့အားဆိုင်ကြတယ်ဖုန်းတစ်လုံးရဲ့ performance အထက်သူရဲ့ jewelry ပိုက်အချမ်းခံမှုပဲအဓိကအားဆိုင်ကြတယ်အမြင်လေးတူမှာ budget ဈေးထဲမှာဘယ်ဖုန်းကတော့ဖြစ် camera ကောင်းတယ်ဆိုတာမျိုးဘယ်ဖုန်းကတော့ဖြစ် performance ကျန်တယ်ဆိုတာမျိုးတွေ့ဘူးလို့အဓိကတော့ budget ဆိုရဲ့ဈေးတစ်ခုမှာက SOC ရွေး camera quality ရေပြောရချင် UI clear ဖြစ်မှုတယ်ဒီဘန်းတွေကအဓိကအသာပေးကြတာမဟုတ်ဘူးသူတို့တွေနဲ့အဓိကအသာပေးကြတာက durability ဘိုင်းတို့ battery performance တို့ camera quantity ပေါ့ camera အလုံးကြီးများကြတော့ဒီဇေယျတစ်ခုမှာကအဓိကကြိုင်ကြတယ်ဆိုတော့ဒီလောက်ဆိုရင်တော့ကိုယ်ညီအစ်ကိုနေနဲ့နားလည်မယ်လို့မျှော်လင့်ရနေပဲနောက်ထပ်မျိုးကုန်တစ်ခုစီကိုသွားကြတာပေါ့နောက်ထပ်မျိုးကုန်တစ်ခုအနေနဲ့ကတော့ Viva Trainer ဆိုတဲ့ account မှာရှင်ကပြင်ပြနေတာဖြစ်ပါတယ် ။ဂျူမီနာတာကတယ်လီဖိုတိုလမ်း၊ဂျူဂီဂျီဆန်တာကဘလို့အလုပ်လုပ်လဲဆိုပြီးတော့မြင်မြင်လာတယ်။တယ်လီဖိုတိုလမ်းဆိုတာကယူဘီအားဖြင့်တော့အဝေးကအောက်ချက်တွေကိုကျွန်တော်တို့အနီးကပ်ဆုံးဆွဲရိုက်လို့ရတဲ့ကောင်တွေယူဘီအားဖြင့်တော့သတ်မှတ်လို့ရတယ်။တယ်လီဖိုတိုလမ်းဆိုတာကကျွန်တော်ဆယ်လမ်းနှစ် chapter စစ်မှာတင်ခဲ့ဘူးတဲ့ last အကြောင်းနေနဲ့ဆက်ဆက်နေရယ်။ဘလို့ဆိုတော့တယ်လီဖိုတိုလမ်းတစ်ခုဖြစ်ဖို့ဆိုတာကအသွင်ပြောင်းမှန်မှန်လို့ခေါ်တဲ့ convergent line ရယ်အလင်းပြန့်မှန်မှန်လို့ခေါ်တဲ့ divergent line ဆက်ဒီနှစ်ခုကိုပေါင်းစပ်ပြီးတော့မှတယ်လီဖိုတိုလမ်းဆိုပြီးတော့ဖြစ်လာတာ။အရှိတ convergent line ကအလင်းကိုစုစည်းပြီးတော့အနောက်က divergent line ကြ တော့အလင်းကိုဖြန့်စေရဒီနောက်ကိုရဲ့လုံးဆောင်ချက်ကြောင့်မှကျွန်တော်တို့အလင်းလမ်းကြောင်းကိုကွင်းညွတ်စေပြီးတော့ focal lens ရဲ့အရှိကိုကျွန်တော်ပုံမှန် lens တွေထဲရှေ့အောင်သူကဖန်ပြီးပေးနိုင်တယ် focal lens ရဲ့အရှိကဘယ်လောက်ထိရှိနိုင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ 70mm နဲ့ 600mm ထိအရှိရှိနိုင်တယ်ဆိုတော့ telephoto lens တွေရဲ့မူလအစအဖေအစလဲဆိုရင်ကျွန်တော်တို့ convergent lens နဲ့ divergent lens တွေရဲ့လုံးဆောင်မှုကနေလို့ပြောလို့ရတယ်ဘာသာညီလေးမိထားတဲ့ QPG စမ်းသာဆိုတာဘလို့အလုံးလို့လဲဆိုတာမသွားခင်မှာ QPG စမ်းသာဆိုတာကအရမ်းမဲ့ဆိုရင်တော့အလင်းလက်ခံတဲ့ကောင်လို့ယူပြီးရသ တ်မှတ်လို့ရတယ်။ Jimmy G ရဲ့အရှိကောင်းကတော့ Quarter Video Graphic Array လို့ခေါ်ပြီးတော့အဓိကတော့ဒီ sensor ကိုဒီဓာတ်ပုံနဲ့ video ရိုက်တဲ့အခါမှာအသုံးပြုလို့ရှိရတယ်။ဓာတ်ပုံနဲ့ video ရိုက်တဲ့အခါမျိုးမှာအပြင်ကနေဝင်လာတဲ့အလင်းတွေကိုဒီ sensor ကလက်ခံပေးပြီးတော့မှ sensor ပုံမှန်ရှိတဲ့ photo ထိုင်အုပ်လေးတွေကဝင်လာတဲ့အလင်းကို electronic အချက်ပြမှုတစ်ခုအနေနဲ့ကြောင်းလိုက်ပြီးအဲ့ဒါကိုမှ processor နဲ့ပြန်လိုက်စစ်စစ်ပြီးတော့မှပုံရိပ် reset တစ်ခုအနေနဲ့ပြန်ထုတ်ပေးရဲ။ဆိုတော့ အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ TPG ဆက်စားဆိုတာကသူတယောက်တည်းလုံးဆောင်ရတဲ့ကောင်မျိုးတော့မဟုတ်ဘူးသူအနေနဲ့ကအလင်းလက်ခံနဲ့ပြီးတော့မှ processor နဲ့ linkin လုပ်ပြီးတော့မှ port reset တစ်ခုအနေနဲ့ပြတ်ထုတ်ပေးရကောင်လို့ပြောလို့ရတယ်ဒီလိုဆိုရင်တော့ကိုယ့်လူအနေနဲ့နားလည်မယ်လို့ညွှန်လဲပါတယ်နောက်ထပ်မေကိုတစ်ခုအနေနဲ့ကတော့ကောင်းကောင်းဆိုတဲ့ account machine ကမြင်ရတာဖြစ်ပါတယ်သူမိသားတော်က Sony Xperia 1 and ကဝယ်တင်သေးလားဆိုပြီးတော့မြင်ရတာဆိုတော့ဒီလိုမိသားဘေးကိုပြရမယ်ဆိုတော့ Sony Xperia 1 and ကလက်ရှိချိန်မှာမဝယ်တင်တော့ဘူးလို့ပဲဖြစ်ရလိမ့်မယ်ဘာလို့ဆိုတော့ဒီဖုန်းကထထရအချိန်ကြီးပဲဆိုရင် ယ်ငားနဲ့တော့တော့ရှိပြီအဲ့တော့ software update အနေထားရကြည့်မယ်ဆိုရင်လည်းတိတ်ပြီးတော့ update မဖြစ်တော့ဆိုတော့မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်လည်း service ဘိုင်းမှာဆိုရင်အနေငယ်ရှားရတယ်မှာပါဝင်တယ်အဲ့တော့ညီလင်းတွေနဲ့လက်ရှိချိန်မှာ default ကိုဝယ်မယ်ဆိုရင်တော့မှာတိတ်ပြီးအဆင်မပြေနိုင်ပါဘူးလို့ပြောရတယ်ပဲနောက်ထပ်မေကောတစ်ခုစီကိုသွားကြတာပေါ့နောက်ထပ်မေကောတစ်ခုအနေနဲ့ကတော့ eco 1980ဆိုတဲ့အကောင့်မှန်ရှင်ကမြန်မာနာဖြစ်ပါတယ်သူမိသားစုက story ခဏခဏပြည့်တယ်ရင်ဖုန်းဟန်နိုင်လားဆိုပြီးတော့မေးကြတယ်ညီလင်းမိသားမေကောကိုကြိုပြရမယ်ဆိုရင်တော့ဖုန်း story ခဏခဏပြည့်တယ်တော့ဖုန်းကမဟန်းနိုင်ဘူးဘလို့ချင်းနေကြောက်ဖုန်းကဟန်းနိုင်လဲဆိုလို့ ို့ရှိရဲအာကိုယ့်ရဲ့ဖုန်းက story များလာတဲ့အခါမျိုးနောက်တစ်ခြားကျတော့အာကွန်မတီရဲ့ website တွေဝင်ပြီးတဲ့အခါမျိုးဒါကိုကြီးနားလည်အောင်ပြောပြမယ်ဆိုရင်ဒီလေးအနေနဲ့ကအာ website တစ်ခုတည်းဝင်လိုက်ပဲဝင်လိုက်တဲ့အခါကျလို့ရှိရဲ website ဆိုတဲ့သဘောတဘာဝအရတော့ permission တောင်းတာမျိုးရှိရဲအဲ့ချိကဘာကိစ္စမှမရှိသေးဘူးဒါပေမဲ့ဒီ website က safety ဖြစ်နေတယ်ဆိုရင်တော့တပြို့ safety မဖြစ်တဲ့ website တွေဆိုလို့ရှိရဲညီလေးပေးလိုက်တဲ့ permission နဲ့အတူကိုယ့်ရဲ့ဖုန်းတွေကိုဒီ file တွေဝင်လာတာမျိုးရှိရဲဒီချက်တွေကကိုယ့်ရဲ့ဖုန်းကိုဟန်းစေနိုင်တယ်နောက်တစ်ချက်က update မြင်လိုက်မြင်မယ်ဆိုရင်လည်း ခုရဲ့ဖုန်းကလေးလာလိုက်မယ်ဆိုတော့အခုနေနဲ့အကြံပေးချင်တာကယီလင်းနေနဲ့မတုံတဲ့ application တွေရှိမယ်ဆိုရင်ပိတ်ထားလိုက်ဒါမှမဟုတ်အကောင့် saturation ဖြည့်ရှင်းနေကိုပြောရမယ်ဆိုရင်တော့ကိုမတုံတဲ့ application တွေရှိမယ်ဆိုရင်ဖြတ်ထားလိုက်လုံမပြန်တော့အဲ့လိုဆိုရင်လည်းအဆင်ပြေဘာလို့ဆိုတော့မဟုတ်လို့ရှိရင်ဒီ application တွေကကိုမတုံဆိုရင်တော့မှ background မှာ run နေတာမျိုးရှိရဲ့ဒီဒီချက်တွေကလည်းမင်းဆိုရဲ့ဖုန်းကိုဟန်းစီနိုင်တဲ့မှာပါဝင်ပါတယ်လို့ပြောရနေပဲနောက်ထပ်မိကွန်းတစ်ခုစီကိုတွားကြတာပေါ့နောက်ထပ်မိကွန်းတစ်ခုအနေနဲ့ကတော့ကောင်းကန့်ဆိုတဲ့ account function ကမြင်ရတာဖြစ်ပါတယ်သူမိသားတော်ကအခုတက်ထတဲ့ techno Transport Study Pro Transformer ရဲ့ Techno Common Study S ရဲ့ Infinite Hall 15နဲ့ဘာကိုရွေးတင်လဲဗျာတဲ့။ဘာလဲကြအရင်ကဆောက်မှာပါဆိုပြီးတော့မြင်ရတာ။ဆိုတော့ညီလေးမိတဲ့မိကုန်းကိုဖြေရမယ်ဆိုလို့ရှိရင်တော့ညီလေးရွေးပေးထားတာက Techno Spot Study Pro ရဲ့ Techno Common Study S ရဲ့ Infinite Hall 15ရဲ့ဒီသုံးလုံးမှာဆိုရင်ညီလေးနေတဲ့ Techno ညီလေးမိတဲ့မိကုန်းကိုအခုဖြေရမယ်ဆိုရင်ညီလေးရွေးပေးထားတာက Techno Spot Study Pro ရဲ့ တကနိုကမ္မတ္တိ S ရဲ့ Infinite Coffee ဒီသုံးလုံးမှာဆိုရင်ညီလေးနေနဲ့က Infinite Coffee ကိုပယ်လိုက်လို့ရတယ်ဘာလို့ဆိုတော့ဒီသုံးလုံးမှာအနေဆုံးကောင်က Infinite Coffee ကိုပြောလို့ရတယ်ဒီနေရာမှာညီလေးနေနဲ့က Infinite Coffee မဟုတ်ဘဲနဲ့ Infinite Coffee ပြောပြလို့ဆိုလို့ရှိရင်ဒီသုံးလုံးနဲ့ကိုထည့်ထားလိုက်လို့ရတယ်ဆိုတော့ဒီနေရာမှာနောက်ဆုံးကျန်တဲ့နှလုံးကတကနို Spectre ကိုရတကနိုကမ္မတ္တိ S ရဲ့ဒီနှလုံးမှာဆိုလို့ရှိရင်သူတို့မှာ Computer Spectre ကိုကြည့်လိုက် ဘာမှအရင်ကြီးခွာနေတာမျိုးမရှိဘူး SOC ချင်းရှင်းမယ်ဆိုရင်တော့ဘာသူတို့မှတော့ဖိထားတဲ့ SOC က Helio G1 လို့ဆိုတဲ့ SOC အတူတူကိုသုံးမိထားတယ်အခုနေနဲ့ညီလေးရဲ့ဖုန်းရွေးချက်ပုံမှာအကြံပေးချင်တာကညီလေးနေနဲ့က Transformer လွတ်တစ်ခုကိုကြိုက်ရလားဒါမှမဟုတ်ပုံမှန်မြင်တွေ့နေကြဖုန်း design လွတ်တစ်ခုကိုကြိုက်တာလားဒီအပေါ်မှာပဲဘူတည်ပြီးတော့ရွေးချက်ကိုအကြံပေးချင်တယ်ဆိုတော့ကျွန်တော်ဖြေပေးခဲ့ရတယ်တော်တော်လေးမှာစုံသွားခဲ့ပြီဆိုတော့ကျွန်တော်တို့ရဲ့ကျွမ်းနေ season episode 2လေးကိုဒီမှာပဲညနာခွင့်ကြည်ပါ ကျွန်နေ season episode 3ကိုတော့နောက်ပတ်ရဒီလိုနေ့မျိုးမှာတင်ဆက်ပေးကြအောင်လို့သိကျင်တာတကူရှိလို့ချင်ဒီပြည့်ရဲ့ comment အောင်ဒါမှမဟုတ်ကျွန်တော်တို့နောက်ပတ်ရဒီလိုနေ့မတိုင်ခင်၃ရက်မြောက်အလုံးမှာကျွန်တော် post တွေတကူဖြန့်နေပေးမယ်အဲ့ဒီ post တွေ comment အောင်မှာကိုသိကျင်တဲ့အကြောင်းအရာတွေကိုဝင်ရောက်မေးမြန်းသွားလို့ရပါတယ်ပြောရနေပဲကျွန်တော်တို့နောက်ပြည်တွေမှာပြန်တွေ့ကြအောင်